ပူပူမောင်ဆောင်ကပူတည်တယ် analyst လုပ်ပြီးတော့နေ့စဉ်မတန်းလိုမျိုးစင်ကဖြစ်စဉ်တွေမျိုးလေးလာဒီ time flight တွေအကုန်လုံးပေါ့ဗျာမတန်းယူပြီးတော့စနစ်တကျဒီပုံဖော်ပြီး data တွေကိုတုံးတက်ပြီးတော့အာ AA အရခတ်တော် AA ကိုပြန်ပုတ်ပေးတာတွေရှိတယ်အဲ့ဒါတွေကိုမောင်ဆောင်ကအသိဆုံးဒီတော့ data တွေအကုန်လုံးကိုသိချာလေးလာပြီးမှလောက်ရမှာဒီတော့ကျွန်တော်ဒီနေ့ကြားတဲ့အတန်လေးတစ်ခုပြောပါသူတို့အတွက်ပေါ့ဗျာနော်ဘာဖြစ်လို့အဲ့လိုပြောရလဲဆိုရင် နော်ဒီပြီးခဲ့တဲ့နှစ်နှစ်ပေါ့ကျွန်တော်ပြောတဲ့မြန်မာနောက်မှာပေါ့ဗျာမာဆာကအင်တာဗျူးနားထောင်တော့မာဆာက BBA ရဲ့စိတ်ခွန်မှုတချို့ရှိတဲ့အကြောင်းကိုမူဝါဒတွေအကြောင်းရှင်းပြတယ်နိုင်ငံရေးမူဝါဒပြင်ဆင်နေတာတနေ့ကျော်အခုချိန်ဒီမပြီးသေးဘူးနော်မတွေ့ရသေးဘူးဘုံငကားတို့မှရှိတယ်နော်ဒီတော့ကျွန်တော်ပြောတာနိုင်ရှင်းတာလည်းမဟုတ်ဘူးဘသူဘသူဘသူမပြောဘူးသိချတယ်ဘုံငကားဟာသူ့ရဲ့လက်ရှိအခြေအနေထက်ပြဿနာတွေရဲ့ ပုံဖော်မှုကြောင့်နာမည်ဇော့ကြီးွားတာဘာဖြစ်လို့ဆိုရင်ဇော့ထက်လို့လို့မျိုးဂျလုံးပလုံးအုပ်စုကြီးအတင်းလှုပ်လို့အလိုလိုနဲ့ဖြည့်ရှင်းဖြည့်ရှင်းနဲ့နာမည်ကြီးွားတာလုံးကင်နိုင်စွမ်းနဲ့နာမည်ကြီးခွင့်တော်မရသေးဘူးခုချိန်ထိအဲ့ဒါပြတ်ကြီးပြဿနာဂျော်ကြီးတန်းမှာနော်မမကကဖြည့်ရှင်းတော့နာမည်ဇော့ကြီးနေတာအဲ့လိုစေရအောင်ဘွယ်တဲ့ကြီးလာတာမျိုးတော့မဟုတ်ဒီတော့အလုပ်အမြင်ဟာပုံစံပြောင်းနေတယ်စိတ်မတိုက်ဘူးလို့ဘာလို့ညာလို့အမြင်နေတာ ဒီနေရာမှာမာဆောက်ခါတော့အဲ့ဒီနေရာမှာသာဆိုရင်ဘယ်လိုဖြည့်ရှင်းမလဲသူပုံစံတိုင်းတစ်စိတ်ချင်းတစ်စိတ်ချင်းဖြည့်ရှင်းကြည့်ရင်သွားပြီဒီတော့ခုနကပြောရင်မာဆောက်ခါစိတ်ခေါ်မှုတချို့နဲ့မူဝါဒတချို့ကိုမြန်မာနောက်ဖြည့်ခဲ့တာကသူတို့ရဲ့မူဝါဒမှာဗမာလူမျိုးကြီးဝါဒတိုက်ဖြတ်ရေးဆိုတာကျွန်တော်အစမှပြောခဲ့သူတစ်ခါပါတယ်ဒီတော့ BBA ရဲ့အဓိကနိုင်ငံရေးစိတ်ခေါ်မှုအဲ့ဒီအချက်ဖြစ်လာနိုင်တယ်ဆိုတာကိုဆရာခိုင်စစ်တွေ့လို့ရေးလာတာ မဖက်ကတိမပါပြီပြီအချိန်တစ်ခုရောက်လာလို့ရင်းကျက်လာပြီတိုင်းသားရည်နဲ့ထိတွေးလာလို့ဥဆုံးနေမှကျွန်တော်ပြောခဲ့သလိုပါမဖက်ကထုတ်ပြန်တဲ့နေ့မှာအချိန်တစ်ခုရောက်လာလို့နော်ရင်းကျက်လာလို့တိုင်းသားရည်နဲ့ဆက်ဆံပါများလာလို့သူပြောင်းလဲလာနိုင်ချေရှိတယ်ဒါမြင်ပေးတာပေါ့နော်ဘာလို့ဆိုရင်ဘုန်းကားရယ်ကိုမြတ်သူရယ်ရောပြီးတော့မဖောက်ခါရယ်တော့ရောဆွေးနွေးဖို့ခေါ်လာ စေရေးမရှင်ပါညာအကြောက်ပြောက်ကြီးသွားလိုက်တာရှိတယ်။မပြောဘူးပေါ့ဗျာအဲ့လိုမျိုးတပေါင်းမျိုးရှိတယ်။ဒါကအချိန်တစ်ခုရောက်လာရင်ပြောင်းလဲလောက်နိုင်ခြေလည်းရှိတယ်။ဒါကိုကျွန်တော်ထည့်ပြောပြတာ။ဒီတော့အဲ့မှာသူတို့ဟာနိုင်ငံရေးစိတ်ခွန်မှုဟာဘယ်မှာလူမျိုးကြီးကွာတာတိုက်ဖြက်ရေးဆိုတာကိုတကယ်ရောတိုက်ဖြက်ရဲပါမလား။ကြည့်ကြည့်ပါဦးအဲ့ဒါအရေးကြီးဆုံးပဲအီအိုတွေကအဲ့ဒါကနေစပြီးတော့အစကောက်ပြီလေဘာလို့လဲဆိုဥယီမော်တအားချက်တာကို သူဘလို့ဗမာလူမျိုးကြီးဘဝတော့ကိုတိုက်ဖြစ်မလဲနိုင်ငံရေးစိတ်ခေါ်မှုကအဲ့ဒီအချက်အဲ့ဒီအချက်ကို မကျော်လွှားနိုင်ရင်သူတို့ရဲ့ရီမတ်ချက်ဗမာပြည်တည်ဆောက်ရေးဆိုတဲ့ BPAA ရဲ့မှုဟာလည်းဖြစ်လာနိုင်စရာမရှိဘူးဘာလို့ဆိုအဲ့ဒီအချက်ကိုသူမကျော်လွှားနိုင်ဘူးလေအဲ့ဒီ ideology မကျော်လွှားနိုင်ဘူးဗမာလူမျိုးကြီးဘဝတော့တိုက်ဖြစ်ရေးအဲ့ဒါတစ်ချက်ပါတယ်နိုင်ငံရေးစိတ်ခေါ်မှုလည်းဖြစ်တယ်လက်ရှိမှာမကျော်လွှားနိုင်တဲ့အပြင် เนาะတူတူပဲထွက်လာတယ်ဆိုတော့ဒါတွေဟာတိုင်းသားတွေအတွက်အမြင်မရှင်းဘူးဒီတော့အဲ့ဒီအချက်မကြော်တော့နိုင်လဲဘာမှပြည်တိဆောက်ရေးမူဝါဒခိုင်မာမှုမရှိဘူးပြည့်စည်သွားပြီလို့ရေပူရတတ်မှတ်လို့ရတယ်เนาะဖြစ်လာလိုက်ကြတယ်အကြောင်းကိုမရှိဘူးနောက်တစ်ခုကသူတို့ရဲ့ဆွမ်းဆောင်ရည်နဲ့ဘမာတွေရဲ့ပြောင်းလဲလွတ်မှုအပေါ်မှာမူတည်နေတယ်။သူကအဲ့တော့ကိုချီကပ်ပုတ်ကဥယီမော်ဖဲကနေချီကပ်ပြီးဆွမ်းဆောင်မယ်ဆိုရင်တော့လမ်းစောက်ကိုမတွေ့ဘူး။ လူမျိုးကြီးဝါဒကိုပုံပြအာလူမျိုးကြီးဝါဒကိုတိုက်ဖြတ်ဖို့လူမျိုးကြီးဝါဒကဘသူစီမှာလဲဆိုတော့အားလုံးသိတယ်လေနော်စစ်အာဏာရှင်တခုတည်းမဟုတ်ရတဘာကြောင့်အကုတ်ရှိနေတယ်ဒီတော့အဲ့ဒါကြီးမားတဲ့အာ key point တခုလို့သူမကြော်လွားပဲနဲ့တော့တိုင်းသားတွေနဲ့ယုံကြည်မှုကိုဘယ်လိုဆက်ပြီးတည်ဆောက်မလဲအဓိကအရေးကြီးတဲ့အချက်ကမ္ဘာပြည်နဲ့ဘယ်လိုတည်ဆောက်မလဲကမ္ဘာလူမျိုးကြီးဝါဒကိုသူမတိုက်ဖြတ်နိုင် တော့အဲ့တော့လည်းတအားခက်တယ်အဲ့ ideology ကနော်ကျွန်တော်တို့ဆရာဆောဘအူလီပြောသလိုလေးနှစ်သားနဲ့အထက်အကောင်လုံးရိုက်တတ်ပြင်မှာ ideology တင်းတတ်ပြင်မှာရမှာဒီတော့ဗမာတွေရဲ့ပြောင်းလဲလို့မူအပေါ်မှာလည်းမူတည်သေးတယ်အများကြီးစီယုံကြီးဆင်းရမှာသူရဲ့ရည်မှန်းချက်တအားကြီးတယ်ဒီတော့ဒီနိုင်ငံမှာလူမျိုးကြီးဝါဒဘယ်လိုပဲညာဘယ်လိုပဲပုံရှိတယ်တိုက်ပြီးဘလောက်ထိဒုက္ခပေးလဲဆိုတာလူတိုင်းသိတယ်ဖြစ်နေတဲ့နိုင်ငံကြီးပြဿနာအများစုကလူမျိုးကြီးဝါဒနဲ့ဆက်ဆက်နေတယ် ဘမဆိုရင်ဘမလူမျိုးကြီးဘွားတော့တိုင်းစားဆိုရင်တိုင်းစားနဲ့မဲ့ခံလိုက်အနောက်ကလူမျိုးကြီးဘွားတော့ဒီတစ်ခုပဲရှိတယ်ဒီတော့တော်တော်ကြီးမားတဲ့ပြဿနာရုပ်ဖြစ်ရှင်းရမှာခက်ဆုံးပဲနော်ဆက်ဆက်နေတာလည်းအားလုံးသိတယ်လူတိုင်းလည်းသတိထားမိတယ်ထက်ထက်ဝင်နားလည်းလည်းလူတိုင်းသိတယ်ဒီတော့အာလာရှိစနစ်နဲ့နေရာတကာမှာ သူတို့ပဲစိုးမိုးချက်လက်ခြင်းနဲ့ဝါဒလူမျိုးကြီးဝါဒနော်လူမျိုးနဲ့တတ်မှတ်ရင်လူမျိုးကြီးဝါဒ အာလာရှိစနစ်နဲ့နေရာတကာမှာသူတို့ဘက်စူးမိုးချက်လက်ချင်တဲ့သူတို့ဘက်လောက်ရမဲ့ဆိုတော့သူတို့ဘက်နားလဲတဲ့သူတို့ဘက်တိတယ်ဆိုတော့အခွင့်ဒုက္ခဝါဒအာနာရှင်ဝါဒစူးမိုးချက်လက်ချင်တဲ့ဝါဒကိုအမြင့်မဖြတ်နိုင်ရင်တော့မြန်မာနိုင်ငံဟာဘာမှထွေထူးပြောင်းလဲစရာလည်းမရှိဘူးဒီတန်တရားထဲမှာ အနိုင်မြင့်လဲနေမှာပဲမဆောက်ခောက်စတင်ပြီးယုံကြည်ခဲ့ကြတာဗမာလူမျိုးကြီးကတော့တိုက်ဖြစ်မဲ့ဆိုတော့နော်ကြီးမားတဲ့ဒီ အချက်တစ်ချက်ပါလို့အစွမ်းကုတ်ပန်ပိုးတာပဲတကယ်တော့ तू တော်တော်လုံရွာမှာ तू တီးခဲ့တီးခဲ့ပြီးသားဖြစ်မဲ့ထင်တယ်ဒီတော့အဲ့ချင်းတွေထားလိုက်အောင်နော်ကျွန်တော်ပြောတဲ့ဥစ္စာကအာနာရှင်စနစ်နဲ့နေရာတကာမှာ तू တို့ဘက်စုံမိုးချက်လက်ချင်တဲ့ဝါဒကို အမြင်မဖြတ်နိုင်ဘူးဆိုတာတိုင်းသားတွေကစေအာနာရှင်နဲ့အယသာအာနာရှင်ကျွန်တော်တို့မြင်တဲ့အမြင်မဟုတ်ဘူးလား yes or no AA တို့ဘူချုပ်ခမော်တာပြောခဲ့သေးတယ်။ဦးသိစေရောဒေါ်အောင်ဆုစု NLD ဘာညာအကောလုံးเนาะတိုင်းပြည်ပြန်လက်တိဆောက်ရေးမှာသူတို့တော်လိုင်းအင်အားစုတွေကိုပါဝင်ခွင့်မပေးချင်ဘူးဆိုတဲ့အဥ္စာကိုဘူချုပ်ထောင်းမြတ်နိုင် BBC နဲ့အရင်တစ်ခေါက်အင်တာဗျူးမှာပြောခဲ့တယ်။လည်းလည်းကန်ရတာလည်းအဲ့လိုကြောက်ပဲ။ဒါဆက်ဆက်နေတော့လူမျိုးကြီးဝတ်တာနဲ့လူတိုင်းတတိထားမိကြတယ်ချက်တဲ့ဝင်မသိတာလားပဲ။ဒီတော့ဒီဟာဟို ပြောတဲ့အဖက်ကနေပြီးတော့တန်ပြန်ပြီးပြောလိမ့်မယ်နော်အကချင်မောင်းမရှိတော့ဆိုရှိတော့ပေါ့ရခိုင်မောင်းမရှိတော့ဆိုရှိတော့ပေါ့သူတို့လည်းသူကလည်းသူဖြည့်ရှင်းနေကြတာကြီးပဲဒါပေမဲ့လူဦးရေအများဆုံးဖြစ်တဲ့ကျွန်တော်တို့မှာရှိတယ်ဆိုရင်ဖြည့်ရှင်းရအခက်ဆုံးပဲနော်လူဦးရေအများဆုံးဖြစ်တဲ့ကျွန်တော်တို့မှာတော့အဲ့ဒါကြီးရှိတယ်ဆိုရင်တော့ဝိုင်းပြီးပြင်းမှရမယ်ကျွန်တော်တို့မလွယ်ဘူးလေအဲ့ဒါကိုနားလည်ထားဖို့ဘာသာကနားလည်တဲ့ပုံစံနဲ့ချိကပ်ပြီးပုတ်ဖော်ခဲ့တာပဲတော်တော်လေးမှန်တယ်လမ်းကြောင်း ချက်တော့အခက်တယ်ဒီတော့ဒါကိုထားလိုက်ဦးဒါဟာဘယ်တိုင်းတောင်မှလည်းရှိုးဘက်စရာမဟုတ်ဘူးနော်ကိုလူမျိုးကားစားတဲ့ကိုလူမျိုးကတာတယ်ဆိုတော့အခောက်တလုတ်ပုံမြင့်တယ်ဆိုတော့အမြင်မျိုးကတော့ရှိကြတော့ကြီးပဲပြင်ရတော့အိုင်ဒီယိုလော်ဂျီ level တစ်ဆင့်တက်ပါဦးဒီတော့ဒါဟာကျွန်တော်တို့သေချာနားလည်ထားရမှာနော်အဲ့ဒီလူမျိုးကြီးဝါဒကိုဆွဲကင်ထားတဲ့ဆွဲကင်ထားနေတဲ့ရွေးကတော့ ီပြဿနာတွေဘယ်လိုမှဖြေရှင်းနိုင်မှာမဟုတ်ဘူးဒီအစွဲဘယ်လိုချုပ်မလဲဂျာကာလာအောက်ချုပ်ရေးကောင်စီတို့ TNUG တို့ပြောဒါလူမျိုးကြီးဝါဒနဲ့ဆက်ဆက်နေတာပဲနော်မမောက်ဘူးကျတော့ပြောတာတေချာပြန်စစ်စစ်တွေးကြည့်ရင်မမောက်ဘူးစစ်တပ်ကလုပ်ရင်စစ်အာဏာရှင်အယတားကလုပ်ရင်အယတားအာဏာရှင် နော်တစ်ဖက်လက်နဲ့ meritocracy ဆိုခေါ်တဲ့အရေးချုပ်တဲ့အကွက်နဲ့ကြောင်းတူတော်ချက်တခုပုံစံနဲ့ federal ဘာညာ orbit လာခဲ့တာပဲရှိတယ်စစ်မှန်တဲ့ဟာမဟုတ်ဘူးဒီတော့ဒီဟာကိုတေချာနားလည်ထားရမှာအဲ့ဒီဟာကြီးခံနေရင်တိုက်ပြရဘယ်လိုနည်းနဲ့မှဒီပြဿနာကိုမဖြေရှင်းနိုင်ဘဲနဲ့တော့စစ်ပွဲလဲရပ်သွားမှာမဟုတ်ဘူးပြီးရင်ခဏပဲပြီးမှာအဲ့တော့အဲ့ပြဿနာကိုအခုချိန်မှာစကူးမှတ်ကူကလောက်ရောက်နေပြီဆိုတော့ကိုယ့်ဟာကိုဘယ်လောက်ထိ စင်ကြယ်လဲဆိုတာပြန်ဆက်စစ်ဖို့လိုတယ်။ရှိနေလို့ကိန်းအောင်းနေလို့ကတော့ဒါတရားတပတ်လည်ပြီးပြန်ဆောက်မှာပဲ။ဘာမှမတူဖြစ်လာတဲ့စစ်ပွဲစင်ကဲဖြစ်စဉ်တွေနော်မြန်မာကမ္ဘာမှာပြည်တွင်းစစ်အရှိကြဆုံးကျွန်တော်တို့မြန်မာကိုယူစရာပဲနော်မကောင်းတဲ့ဘက်မှာထိတ်ဆုံးမှာဒီတော့ရှင်းရှင်းလေးပါပဲအဲ့ဒီပြဿနာတွေကိုဖြေရှင်းဖို့လမ်းကြောင်းဟာ UNG မှာမရှိလို့ပြတ်သွားပြီ။ ဘာဖြစ်လဲသူတို့နေရာမပေးဘူးလေဝင်ကြီးနေရာမှာငါတို့ပဲလောက်ရမယ်ဆိုတော့ဟိုဒါပေါ့အခုလဲအဲ့လိုပုံစံနဲ့သွားတူနေတယ်။ဘာဆောက်ခဆင်းလာတဲ့ပုံစံ။အဲ့ဒါခက်တယ်။တိုင်းတော့အမြင်မှာပို့ဆိုးတယ်။ဒီတော့ဒီနေရာမှာနော်အကျိုးဆက်ကဘာဖြစ်လာမလဲ။နော်ဘာဖြစ်လာမလဲ။တိုင်းပြည်ကပို့ပို့ပြီးဆင်းရဲလာနေမယ်။ဘာလို့ဆိုရင်ပြဿနာတွေကြားထဲမှာ ရှစ်ဆက်ပြီးတော့လှုပ်လက်ချလဲလိုက်နေလို့ပြည်သူတွေပိုပြီးဒုက္ခရောက်မယ်။နော်ပြန်လဲတည်ထောင်ဖို့ break break လူအင်အားအရင်းမြစ်ဆွမ်းအားတွေအကုန်လုံးပြပထွက်တာလို့စစ်အာတောခိုလာတို့တောဘုံတွေဖြစ်ကုန်ပြီ။နော်ကရင်ဖက်မှာဆိုကရင်ဖက်မှာပဲ။နော်မြောက်ဘက်ဒီဖက်မှာမဲဆောက်ဖက်မှာတွားကုတ်ကြပြီ။အားလုံးပြီးွားလို့ပြန်လဲတည်ဆောက်ရေးမှာလာကြလာကြဆိုရင်ချက်ချင်းမလွယ်ဘူး။ဒီတော့ဘေးပတ်ဝန်းကျင်နိုင်ငံတွေမှာမြန်မာဆိုတာ မျက်နှာကိုဖော်လို့ရမှာမဟုတ်တော့ဘူးเนาะအလုပ်တမလို့ရင်အသွားရှာမြန်မာနိုင်ငံထဲမှာဆိုဖြစ်သွားလိမ့်မယ်နေကြီးလက်ခတ်မလွဲပဲမျက်နှာငယ်မှာတော့သိချပဲဒီပြဿနာကြီးဖြစ်နေတည်ရတော့တိုင်းပြည်ကိုကြောက်တဲ့ဆွဲချတဲ့တမိုက်တရခန့်ဆိုတဲ့အခြေအနေထိရောက်သွားနိုင်တယ်เนาะအဲ့ဟာကိုခြေလန်းဆန်လန်းကြည့်တဲ့ဥစ္စာမျိုးလည်းမလုတ်သင့်ဘူးပြီးတော့လည်းတိုက်တိုက်ပြပြလုတ်သင့်တယ်လို့မြင်တယ် အဲ့ဒါတော်တော်ခက်တယ်နော်အပေါ်ရံမှာတော့မဆောက်ောက်ကျိုးဆိုတဲ့ IUG နဲ့လာရင် IUG ဆိုရပန်းညာတွေကဒါအပေါ်ရံတွေကျွန်တော်အဲ့ဒါမပြောဘူးဒီတော့နောက်ထပ်တစ်ခုကနော်ဒီချင်းနေမှာတိုင်းသားခုညီရဲ့ကိုဖြစ်တိလာတယ်ဒီတော့အဲ့ဒီချင်းနေမှာပဲအချိန်ပေါင်းတစ်ခုဆိုတာလည်းရှိသေးတယ်နော်ဒါတွေကိုမစိမ်းသားလို့မရအောင်နော်ခေါင်းရှုပ်တဲ့စိတ်ရေးစိတ်အနာရှိအရင်တိုက်ဖို့ရသူအရင်တိုက်ဆိုတာတွေနဲ့ ်တမ်းမတူဘူးဒါတွေပြောမှဆိုရင်တော့မရောက်ဘူးဒါတွေပြောမှဆိုရင်ကျတော့အခုပြောတော့နားထောင်လို့မရောက်ဘူးအဆင်မပြေဘူးဘာလို့လဲဆိုရင်တိုက်လို့ပြီးပါပြီဘာဖြစ်မလဲတည်ငြိမ်မှုအောင်မခံချက်ဘယ်သူပေးနိုင်လဲဒါကိုပြောချင်တာဒီတော့2025ဆိုတဲ့အချိန်ပေါ်တတ်မှတ်ချက်နဲ့ရွေးကောက်ပွဲဆိုတဲ့တတ်မှတ်ချက်ရဲ့ဘူချုပ်ကွမ်မော်ပြောခဲ့တဲ့နော်ကျွန်တော်တို့ဟာ2025တဲ့ပုံမကြတဲ့တော့ဘူးဆိုတဲ့အာကွန်ဆတ်တစ်ခုရဲ့ ီတော့အဲ့ပြဿနာကိုအဖြေရှာဖို့ဆိုတာအချိန်တအားနည်းတယ်။ဟောအာဂါမောတန်ဘုံရသူအရင်တိုက်ကိုပဲသွားကြတယ်။ဒီအချိန်နေမှာပဲတိဆောက်ကြတယ်။ဒီတော့သူတို့ပူပေါင်းပါဝင်တဲ့ဒီလိုမမောင်ရင်2025အလွန်မှာ concept ပြောင်းသွားနိုင်ရဲဆိုတာအခု BBC မှာမဟုတ်ပဲအရင်တစ်ခါမှပြောခဲ့တယ်ဘုချုပ်ကွတ်မောင်မမ်မီမပါဒါဟာအပြောနာမှာအလုံးမပိုင်ကြီးမားတဲ့တိုင်းသာခေါင်းဆောင်ကြီးမဖြစ်ဘူး ဒီခြေနေမှာပဲအဲ့ concept ဘယ်လိုပြောင်းလဲသွားလာနိုင်လဲဆိုတော့ကိုတီတီပပဘယ်သူမှမပြောထားဘူးတော့ဒါပေမဲ့အဲ့ပြဿနာတွေကိုမဖြေရှင်းနိုင်ရင် concept ပြောင်းလဲသွားမဲ့စဉ်းစားချက်မျိုးတိုင်းရင်းတိုင်းဟာလည်းစဉ်းစားလာမှာပဲဘာဖြစ်မလဲဆက်ပြီးတော့စဉ်းစားကြည့်တော့ပေါ့နော်အဲ့ concept အယူဆတစ်ခုအဲ့လိုမျိုးပုံစံပြောင်းသွားပြီး2025ဖြစ်လာလို့အဲ့ concept ပြောင်းသွားမယ်ဆိုရင် ကိုပြည်နယ်ကိုနေဆေးအနာရှင်ပဲရှိနေမဲ့အလဲမှာအဲ့လိုမျိုးမဖြစ်နိုင်လို့ဘယ်သူပြောလဲရှိတော့ပေါ့ရှိလို့လုံနေတာပေါ့ပင်ပန်းခတ်ပြီးလုံနေတာပေါ့နော်ဘဘဦးဝင်းတေပြောသလိုပဲစစ်တပ်ဂျေဇူးမူးလို့ရှိရဒီတိုင်းပြည်မှာမရှိဘူးနော်အဲ့တော့အဲ့တော့ပဲပြပြင်ကြည့်လိုက်ပေါ့ဗျာနော်ဒီပြည်ထောင်စုဒီဥမကွဲတိုင်းမပြည့်စုံတာလဲဒီတိုင်းပြည်မှာမူးလို့ရှိရမရှိဘူးတိုင်းသားတွေပေါ့မှာ ပြည်ထောင်စုရဲ့ကျေးဇူးတိုင်းသားတဲ့အပေါ်မှာမရှိဘူးကျွန်တော်ပြောတာမှားနေလားပြည်ထောင်စုလို့တိုင်းသားတွေကျေးဇူးအာအကျိုးကျေးဇူးရခဲ့တာရှိလားဟာပေးခဲ့တာပါပေးခဲ့တယ်ဆေးရမွေးတိမှုနဲ့ပြဿနာပေါင်းမျိုးစုံ16000ပြဿနာပေါင်းပေးခဲ့တယ်เนาะမတိုးတက်ခဲ့ဘူးနှိမ့်ချခဲ့တယ်ဆေးရမွေးတိခဲ့တယ် နော်တချို့ဆိုရင်ဘာမှမသိတဲ့နားမလည်တဲ့ဘဝတွေပဲသေးလျှက်ဆက်မိတာမှပြီးခဲ့တဲ့နှစ်တွေလောက်မှရတယ်ပြီးတော့နော်စစ်တပ်ကျေးဇူးမူလို့ချူစာမရှိတာသူတို့စကားဒီဘက်မှာတိုင်းရင်းသားတွေပဲပြန်ကြည့်ရင်ပြည်ထောင်စုရဲ့ကျေးဇူးတိုင်းရင်းသားတွေပေါ်မှာမူလို့ရှူစရာဘာမှမရှိဘူးဘယ်သူကစုအောင်ပါလဲအဲ့ concept ဟာ2025ဆိုရင်ပြောင်းသွားနိုင်တယ်ဆိုတာဟုတ်လက်ရှိကြံစက်တွေရောဒီထက်မြင့်တဲ့ BBA အဲ့လိုဘီယာအဲ့လိုခေါင်းဆောင်တွေကိုတိုင်းတိတ်တိတ်ချာချာစဉ်းစားထားပြီးတော့ ဘာလုတ်တင်လဲဆိုတော့ပုံဖော်ထားဖို့လိုတယ်မဟုတ်ရင်လုတ်ခဲ့တဲ့မြောက်အားလုံးတဲတဲရေးတော်မယ်တော့အခုလက်ရှိတိုင်းနေတာဘာမှပြည်ထောင်စုအမျိုးသားညီညွတ်ရေးပါညာမရှိဘူးကိုပြည်နဲ့ကိုတိုင်းကိုပြည်နဲ့ကိုတိုင်းနေတာပဲနော်ဒီတော့ပြည်ထောင်စုကြီးကိုဖက်တွက်ပြီးဘာညာတို့ဆက်လက်ပြည်နယ်တို့ဘာညာအော်မနီနဲ့တိုင်းရဲသားတွေက2025ရလို့မင်းတို့ဆောက်ချိုးပြောင်းပြောင်းမပြောင်းငါတို့ လုတ်ပေးခဲ့တာအကုန်ပြီဒီလောက်ပဲဘာလို့ဟာလို့ပြောင်းတော့မယ်ပြောင်းလဲပြောင်းတင်ပါပြီဘာလို့ဆိုရင်သူတို့ကပေးဆက်ခဲ့တဲ့အသက်တွေနဲ့အချိန်တန်တို့အုပ်ချုပ်ရေးဘာကြောင့်တိဆောက်ရမယ်အများကြီးကြံသေးတယ်နော်အဲ့တော့လက်ရှိအခြေအနေကိုရုတ်ထွက်နေတဲ့အကာလမှာအမာယွင်းမရှိဖို့အရေးတအားကြီးတယ်ဒါဟာတမိုင်းတက်တရားပြန်မလည်ဖို့လည်းဖြစ်တယ်နော်မဟုတ်ရင်တော့အဲ့စစ်ပွဲတွေကြမှာကျွန်တော်တို့ဘလူနီနဲ့မှရုတ်ထွက်နိုင်တော့မှာမဟုတ်ဘူးဒါဟုတ်လက်ရှိ အလဲပိုင်းပဲကြံတော့တဲ့အခြေအနေကိုသေချာစဉ်းစားကြည့်ဖို့အရေးကြီးနေပြီနော်ခက်လားမခက်ပါဘူးတူတူအလုံးလုံးကြောက်ဖို့ပဲလိုတယ်တူတူပြောဆိုပြီးအလုံးလုံးနေကြရင်ပြီးတယ်အေးတူတူမလုပ်ဘူးဆိုရင်တော့မပြီးဘူးရာဒါရိုးရိုးလေးပဲနော်အဲ့ဒီမှာတောက်တန်းလို့ရခိုင်တို့ဗညာတို့အာရခတို့လည်းသူတို့အာကချင်ဆိုတာဒီ breakfast တွေအေးစေးပဲ တတရရပဲကိုယ်တရဇာသားနဲ့ကိုယ်နဲ့ဇာထပ်ပေါင်းနဲ့ကိုယ်အခွန်ငွေနဲ့ဘာမှပူစရာမရှိဘူးဘာမှပြည်ထောင်စုတွေပါနေမေလို့အပိုင်းကျွန်တော်ပြောခဲ့ဘူးတာဟုတ်2023အလယ်လောက်မှာစစ်တပ်ကအလယ်မှာတီးပြီးတော့တိုင်းသားတွေကိုဖက်ဒရေးရှင်းပေးလိုက်ရင် AUG ဘာလုပ်မလဲဒါအဖြစ်ပဲဒါရုပ်ထွက်နေတာပေါ့ မတိုက်ရဘဲပင်းရင်ဘယ်တိုင်းသားမဆိုယူတယ်ဗျဘာလို့ဆိုသူတို့လို့တော့ကိုစစ်မတိုက်ရဘဲပေးတယ်ဆိုရင်ယူတာပဲမားနေလားကျွန်တော်ပြောတာအခုလိုမျိုးပေဘန်းခိုင်တိုက်ရတာတေချီပြက်စီးရတာတွေအိုးအဲ့တွေအများကြီးပဲဒီတော့အလက်ပိုင်းမှာစစ်တပ်ကဟေးမေတို့ငါဖက်ဒရေးရှင်းပေးတယ်ငါ့ကို20%ပဲပေးလက်စားကိုယ်စွေရနေမယူပဲနေမလားတိုင်းသားတွေက မားနေလို့လားကျွန်တော်ပြောတာစိတ်မတက်ရပဲရောက်ရင်ယူတော့ဗောအယူကြီးအတော့မကြောက်တာပေါ်နေပို့ပြီးပေါ်နေသွားတာဗောအဲ့ဒါကြီးပြောလိုက်ရင်တော့ဟုတ်တော့မဟုတ်လား तू မစုခွင့်ရခဲ့တယ် तू မစုနိုင်ဘူးဒီတော့တီတီငင်ငင်နဲ့ရမယ်ဆိုရင်ယူတော့ဗောအဲ့ဟာကိုအမြန်ဆုံး2025မှာရုတ်ထွက်နေတော့လဲအဲ့ချင်နေရနေအမီရုတ်ထွက်နေတော့ပဲလေအလက်ပိုင်းမှာပဲလေနော်ကင်တော့ပြီးတော့လက်နဲ့အလောက်ပါအဲ့အတွက်လည်းဖြစ်ရမှာပဲလေနော် ဒါဟာအခုတော့မှပဲငတ်တလက်ပြတ်တလက်နေရတဲ့အခြေအနေမှာနော်ဒီထက်ပို့ပြီးရုပ်ကံရောအုံးမဲ့ဆိုရင်တော့ဘယ်သူမှတောက်မခံနိုင်ဘူးကြာဆုံးပြီငိတ်ချရဲ့နိုဘယ်ဆုတော်မှာမင်းအောင်လာရောက်တော့အုံးမဲ့ကျတော့ပြောတာမှမလို့လားဘာလို့လဲလူပန်းများဆိုတတ်ပြီးမှမနိုင်တော့တဲ့အချိန်မှာမဖက်ဒရေးရှင်းပေးပါလေဆိုပြီးတော့20%ပဲပေးဆိုရင်ဘာလုပ်မလဲ ိုင်းသားတွေယူတာပေါ့ကိုပိနဲ့ကိုပိသူတွေမသိဘုံမကျဲခံရပဲနဲ့ရတဲ့ဥစ္စာတွေယူတာပေါ့တိုင်းသားတွေအေးဆေးဆေးထိုင်နေရောပဲဒူးလေးနှက်ပြီးနေနေရောပဲဟုတ်တယ်လေတော့လေချောင်းအနေပြီးတော့ဟိုမှာဘုံလေးလာကျင်းနေတယ်လာရှိုးလေးပါတယ်ဘာမှပုံမပြက်တာ90%ပါစေ30%ပါစေပေးတယ်ယူဒူးလေးနှက်ပြီးတော့နေနေမှာပေါ့ဒါကလက်တွေ့ကြကြစဉ်းစားတာသူရဲ့နောက်ဆုံးခွက်လည်းဖြစ်ချင်းဖြစ်မှာပဲဒါအလက်ပိုင်းမှာပဲတီးမှာပဲ เนาะဒါဟာမဖြစ်နိုင်ဘူးလို့လဲဘယ်သူအာမခံနိုင်လို့လဲကျွန်တော်ပြောတာရှင်းရှင်းလေးပဲဒါသူ့ရဲ့ထွက်ပေါက်လည်းဖြစ်တာပဲကျွန်တော်ကျွန်တော်ပြောတာမမားပါဘူးဘယ်သူမှအဲ့ဒါကိုမဖြစ်စေချင်လို့ပဲအသက်ပေးဆက်ပြီးရုန်းနေတာပဲအဲ့ကောက်ကြံလို့ကိုမရဘူးအဲ့ကောက်ဆေးရသောကောက်ကြီး เนาะဘယ်မျိုးတော့ဘယ်ပြည်နယ်တစ်ခုရဲ့မျိုးတော့မှမလွတ်မြောက်သေးဘူးအဲ့ပါဝါ sharing ပေါ့ဗျာ federation ပေါ့ဗျာ confederation ပေါ့ဗျာကြိုက်တဲ့နံပါတ်2025အဲ့ပုံစံတည်းဝင်သွားရင်အလက်ပိုင်းမှာအားလုံးအစားနေပြန်ပြီးတော့2027ရေချစီရေလိုလိုကြိုက်တဲ့ပုံစံနံပါတ်ပြောပါဗျာเนาะဘာမှမထူးခဲ့ဘူးဆိုတာပဲတိုင်းတတိယလည်းတစ်လုံးမှတော့ယူရမှာပဲစစ်ပန်းနေပြီပြီးမှသာတိုက်ကြတိုက်ကြပဲအဲ့ဒါတန်တရားလဲတာပဲ ောမထူအဲစစ်တပ်အချိုးပြောင်းမလားဆိုတော့လေပြောင်းခဲ့တာနေ80ကျော်ပြီလေဒီတော့ဒါတွေအကုန်လုံးကိုမဆောက်ခတဲ့နားမလည်စရာလည်းအကြောင်းမရှိဘူးနိုင်ငံရေးလောကနိုင်ငံရေးဘက်ဂရောင်းကလာခဲ့တာပေါ့နော်ဂျန်ဒါတွေဘာတွေဖက်လာတာပေါ့ဒီတော့ပြောချင်တာက အခုလက်ရှိမှာဟောအေအေတို့မဟာမိတ်ဖျက်ကျက်ထားတယ်နေရာချထားနိုင်မှုကောင်းတယ်တင်ငါးပြူကအခင်းချင်းပြီးပြင်းတယ်မဆောက်ခတွေလည်းပါတယ်ဟူပေါ်ကျော်ဟဲတို့ကအဆပါတယ်ဒီခုလည်း BBAA ကို AA လို့မျိုးလက်ချက်ထားတာရှိတယ်အဲ့ဒါဟာ hot show ခေါ်တဲ့မြင်းခွပုံစံအာဆေမဟာဘူဟာဒီ hot show territory ကိုပြောကျွန်တော်တို့မြင်းခွပုံစံနယ်မြေအခင်းချင်းကိုပုံဖော်ထားတဲ့ဆေရေးမဟာဘူဟာလည်းအဲ့ဒီတိုင်းပဲဖိအားပေးပြီးတော့ညက်သွင်းမှာဆေအာနာရှင်အားကိုဟိုနဲ့တဲ့နဲ့အောင်ဖိအားပေးမှာအဲ့တော့လူမျိုးကြီးဝါဒမျိုးအာနာရှင်ပုံစံမျိုးเนาะနေရဦးခုတ်ဦးလမ်းပုတ်ခုတ်လမ်းပြီးတော့ဦးတဲ့ပုံစံမျိုးလှုပ်လိုက်လို့ရှိရင် ယုံကြည်မှုတစ်ချက်ဟာပြတ်သွားရင်ဒီစားဖို့မလွယ်တော့ဘူးအရေးတအကြီးတယ်အဲ့ယုံကြည်မှုကိုဒီနေ့ပြောချင်တဲ့အချက်ကအဓိကပဲမာဆာခပုတ်ပြီးတင်တာအဲ့ဒါပဲယုံကြည်မှုတစ်ချက်ပြတ်သွားမှဟိုတအားဆိုးရဲလို့မာဆာခကိုအရေးပေါ်ထောက်ပြတာဖြစ်တယ်နော်ဘာလို့လဲတိတူတိဆုပ်ပဲမဟာမိတ်စင်ပွားအလိုင်းရန်နေပေါ့ဗျာတိုင်းသားတွေအားဒီပုတ်ဖော်ထားတဲ့ဟာအဲ့ရနေပြီးတော့လက်နက်ခဲရ line of communication လိုက်ပေးထားတယ်အင်အားကောင်းအောင်တိဆောက်ပေးတယ်တူတူတွဲတိုက်တယ် တခြားဘယ်လိုပဲမြင်မြင်လက်လက်ပေးလူစစ်သားယူတာတွေပဲလိုက်မပြောနဲ့အောင်လက်ရှိမှာသူတို့ဆင်းလာတော့ကိုပြောလက်ကျိုးဆိုတဲ့အေအေတို့လည်းဝင်တိုက်လာတော့ကြာခဲ့ပြီလက်ပိုင်းဖြည်းဖြည်းရောက်လာတော့မယ်နောက်ပါခါပွင့်နေပြီတောင်ကုန်းမှာတိုက်နေဒီတော့ဒါတွေအလုပ်သိရတော့နဲ့နော်အရှိကြီးဖြစ်နေတဲ့ဒီမြင်းခွပုံစံဟော့ရှိုးပုံစံနော်သူတို့ကရင်ဒီဖက်ကိုပြောရမှာပေါ့ဗျာဒီဖက်ရခိုင်ဟာဒီအဲ့တော့ပုံစံတစ်ခုမပေါ်လာလို့ကတော့နော်မလွယ်ဘူး အားစိတ်ပူရတယ်နော်အဲ့ဒါဟာလက်ရှိအခင်းကျင်းဟာမာသခခြေလက်တလန်းလမ်းမိသွားပြီလို့ကျွန်တော်သတိပေးချင်ပါတယ်ဂျေစုတင်ပါတယ်လမ်းမိသွားရောပဲဒီနော်ခြေကျုံသွားတာလွန်သွားတာမဟုတ်ဘူးဒါနောက်ကွယ်ကဏ္ဍတွေမပြောဘူးအပေါ်ပိုင်းတစ်ခုပဲပြောတာဒီလောက်ပါပဲဒါဟာယုံကြည်မှုပြတ်သွားရင်ဘယ်နေရာမှာပြက်ပြက်အလဲပိုင်းမှာပဲပြက်ပြက်တိုင်းသားတွေနဲ့ပဲပြက်ပြက် အစားပြတ်တည်ဆောက်မယ်ဆိုတာမလွယ်တော့ဘူးကျေးဇူးတင်ပါတယ်အထူးတတိထားဖို့လည်းလိုပါတယ်ဒါဒီလားပါပဲနောက်နေ့မှပြန်တွေ့ရပါ နောက်လည်းမလွယ်ထင်ပါတယ်ကျွန်တော်လည်းတတ်သလိုရှင်းပြတော့ပါ